အားလုံးပဲကျွန်တော်ရဲ့ညီကောင်မောင်မများတင်ခြင်းပိတ်ဆင်များအားလုံးပဲမင်္ဂလာပါနော်။ကျော်တာ26နှစ်အတွက်ပေါ့နော်ဒါ7နှစ်ခဏလေးကိုလုံးကြလေးပေါ့နော်ဒါလေးကြည့်အောင်နော်။ဒီကျွန်တော်ပြလိုက်တဲ့ခဏလေးတွေမှာကျွန်တော်ညီကောင်မောင်မနဲ့တက်ဆိုင်မှုရှိတဲ့ခဏလေးတွေစနစ်တက်တဲ့ခဏလေးရှိရင်ဒါတင်ပြီးတော့ကစားလို့ရအောင်လို့ပေါ့နော်။ဒီမှာကျွန်တော်ကြည့်အောင်နော်။ ူကကျွန်တော်ဒီမှာထိတ်စီးလေးတွေရင်ပြလိုက်မယ်နော်ထိတ်စီးလေးကထိတ်စီးလေးတွေသူကဒီထိတ်စီးလေးတွေကိုပြအောင်နော်ကျွန်တော်ဒီမှာဒီဒီထိတ်စီးလေးတွေဒီထိတ်စီးလေးတွေပေါ့နော်ဒီထိတ်စီးလေးပေါ့နော်ဒီထိတ်စီးလေးတွေပေါ့ကျွန်တော်ဒီမှာဒီထိတ်စီးလေးပေါ့နော်ကျွန်တော်ဒီမှာပါတိုင်းစီဖြစ်မလဲဆိုကြည့်အောင်။တော်ဒီလိုလား။တော်ဒီမှာဒီခွန်လုံးပေါ့နော်။ဒီခွန်ရှိတယ်။ ဒီခွန်နဲ့ကျွန်တော်ဒီမှာခွန်မော်ဒီခွန်မော်နော်ဒီခွန်ဒီခွန်နဲ့ကျွန်တော်ဒီကနန်း၃လုံးပေါင်းကျွန်တော်ကပါဒီကနန်း၃လုံးပေါင်းကျွန်တော်ခွန်နဲ့ပေါင်းရင်ကျွန်တော်ဘာဖြစ်လဲဆို၄ကိုကိုလေးဖြစ်တယ်ပေါ့နော်၄ကိုကိုလေးပေါ့နော်၄ကို၄ကိုပဲစာမျိုးပေါ့နော်၄ကိုပေါ့နော်နောက်တစ်ခါကျွန်တော်ဒီမှာ၄ရှိပေါ့နော်၄ဒီ၄နဲ့ကျွန်တော်ကဒီနှလုံးဒီ ၃လုံး၉နဲ့ပေါင်းရင်ကျွန်တော်၃ပေါ့နော်၃ဟုတ်နော်၃ဒါဆိုရင်ကျွန်တော်၃၈ပေါ့နော်၃၈ပေါ့နော်၃၈၈၃ပေါ့နော်ဟုတ်ပြီနော်တော့ဒီဒီလိုဆွဲလိုက်ရင်ဒီလိုဆွဲလိုက်ပေါ့နော်ဆွဲလိုက်ပြီဒီခွန်ရဲ့၃ညရဲ့၃ရဲ့၄ရဲ့ပေါင်းတော့နော်ကျွန်တော်ဒီမှာ၄ရတယ်ပေါ့နော်၄ကိုကိုလေးပေါ့နော်နောက်တစ်ခါကျွန်တော်ဒီမှာ၄ရဲ့၃ရဲ့၄ရဲ့၂ရဲ့ပေါင်းရင်၃ပေါ့နော်၃၈၈၃နော် နောက်တစ်ခါအဲ့တော့ဒီမှာဒီမှာဒီလိုဒီလိုဒီလိုလေးပေါ့နော်ဟုတ်ပြီနော်နောက်တစ်ခါကျတော့ဒီမှာဒီခွန်ပေါ့နော်ဒီခွန်ဒီခွန်နဲ့ကျွန်တော်တို့ကဒီဒီဒီခွန်နဲ့ကျွန်တော်တို့ကဒီကနန်းသုံးလုံးပေါင်းသုံးညာနဲ့ပေါင်းရင်ကျွန်တော်တို့ကဘာရလဲဆိုတော့နှစ်ခွန်ခွန်လေးပေါ့နော်နှစ်ခွန်ခွန်နဲ့ ကျောင်းဒီမှာဒါဆိုရင်ကျွန်တော်ဘယ်လိုဖြစ်သွားလဲဆိုတော့ senior ဖြစ်သွားပါတော့နော်၄99 4383 2000နဲ့ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာကျွန်တော်သေချာတယ်16 61ဖြစ်သွားမှာပေါ့နော်16 61ပြီးရင်ကျွန်တော်3ည3ည5ပေါ့နော်3ည5ရဒီလိုလေးသွားမယ်ပေါ့နော် senior ပေါ့နော်ဒီမှာကျွန်တော်ကြည့်ရအောင်နော်ဒီမှာဒီဒီရောက်တယ်နော်ဒီ1နဲ့ကျွန်တော်ဒီ3လုံးပေါင်းဒီ3လုံးပေါင်းကျွန်တော်ဒီမှာ3ည6ပေါင်းရင်ကျွန်တော်က တစ်ပေါ့နော်တစ်66တရပေါ့နော်တစ်66တဟုတ်နော်ဒီရောက်သွားပြီဟုတ်နော်ဒီဒီထိအောင်ရောက်သွားပြီပေါ့နော်ဒီဒီကနန်းသုံးလုံးပေါင်းသုံးညာနဲ့တစ်နဲ့ပေါင်းရင်တစ်66တရဖြစ်တယ်ပေါ့နော်သူက4 9 9 4 3 8 8 3 1 9 9 166တက်ပေါ့နော်ဒီမှာကျွန်တော် go ဒီ not ပြန်မှာဒီမှာကျွန်တော်၃ညာဒီ၃ညာနဲ့ကျွန်တော်ဒီ၃လုံးပေါင်းကျွန်တော်၃ညာနဲ့ပေါင်းမှာကျွန်တော်က ဒီ3953ညဖြစ်တော့မှာပေါ့เนาะ3953ညစီနီယာသူကပါဝါဆင်းလာတယ်ပေါ့เนาะဒါလည်းရဲ့သူကပေးတယ်တယ်เนาะစီနီယာပါဝါဒါသူကပေးလေးပေးသွားတယ်ပေါ့เนาะဒီမှာသူကဒီမှာ9ကစီကိုပေးသွားတယ်ပေါ့เนาะပါဝါနဲ့ဒီမှာကျွန်တော်တို့ကဆက်ပြီးတော့ပေးအောင်လားပေါ့เนาะပေးမယ်ဆိုရင်ဒီမှာ၄3 2 3ညကျွန်တော်ဒီမှာ9ပေါ့เนาะဒါဆို9 4 4 9 ဟိုပြန်လာမလားဗောနော်ကိုလေးလေးကိုပြန်လာမယ်ဆိုရင်ဒီမှာ3ရှိရေဗောနော်ဒီ3နဲ့ကျွန်တော်တို့က3နဲ့ကျွန်တော်တို့ဒီဒီမှာကျွန်တော်ကကိုဖြစ်ရမှာနော်ကိုဟုတ်ပြီနော်3နဲ့ကျွန်တော်ဒီမှာဒီ3လုံးပေါင်းကျွန်တော်ကကိုကိုဖြစ်ရမှာနော်ကိုလေးလေးကိုဖြစ်ရမှာနော်ဒါဆိုကျွန်တော်ဒီမှာကိုလေးလေးကိုဖြစ်အောင်ကျွန်တော်ဒီမှာဒီ3လုံးပေါင်းကျွန်တော်ကိုဖြစ်နေတယ်ဒါဆို3ညာ9 9 3ညာထည့်ရမှာနော်3ညာ9 9 3ညာမှာကျွန်တော်ကကိုလေးလေးကိုဖြစ်တက်မှာပေါ့နော် ဟုတ်နော်ဒါဆိုရင်ကျွန်တော်ကဒီမှာ၃ညာ၅၅၃ညာဖြစ်တာပေါ့နော်ဒီမှာထေစီရဟုတ်နော်ဒါလေးရှင်းလားမသိဘူးနော်သူကဒီကနန်း၄လုံးပေါင်းရင်ကျွန်တော်ကဒီမှာ၄ကိုကိုလေး၃၈၈သုံးပေါ့နော်ဒီလိုစတက်ကြီးပေါင်းသွားတာပေါ့နော်ဒီလိုစတက်ကြီးပေါင်းသွားတာကျွန်တော်လေးကိုကိုလေး3 8 3 2 0 0 1 6 6 3 3 9 9 3 9 6 4 4 6ဆိုရင်ဒါဆိုသူကဒီဒီမှာ ဒီကနေစာပေါ့နော်ဒီကနေသူက power တစုံလေးစဉ်းစဉ်းလာတယ်ပေါ့နော်ဒီ၄နှစ်နှစ်လေးဆိုတဲ့ကဏ္ဍလေးကဒါ power လေးနဲ့ဒါကျွန်တော်တို့စဉ်းလာတဲ့ကဏ္ဍလေးပေါ့နော်ဒီပင်မှာလည်း power တစုံကျွန်တော်တို့ဆက်ပြီးတော့စဉ်းမယ်ဆို3ည9 9 3အလှည့်ရောက်ပြီပေါ့နော်ဟုတ်ပြီနော်ဒါလေးက3ည9 9 3ထိနောက်တစ်ခါကျော်ဒီမှာဒီမှာပဲကျွန်တော်ပြလိုက်မယ်နောက်ပိတ်လေးပေါ့နော်နောက်ပိတ်လေးကိုပြလိုက်မယ်ဆိုတော့ နောက်ပိတ်ဒီပြန်လိုက်ရင်ဒီမှာဆိုရင်ရှုပ်ကုန်မှာဆိုတော့ဒီဘက်မှာပြန်လိုက်မယ်ဒီဘက်မှာနောက်စရာလေးတောင်းလိုက်မယ်နော်ဒီမှာဒီမှာကကျွန်တော်ထိတ်နေပိတ်လေးပေါ့နော်ဒီမှာကရှေ့မှာကျွန်တော်3999 3000ကျွန်တော်ထည့်ထားပြီပေါ့နော်ကျွန်တော်ဒီမှာဆက်ပြီးတော့ကြည့်အောင်ဒီမှာခုနပုံစံမျိုးလေးပဲပေါ့နော်ကျွန်တော်ဒီမှာ3ရှိတယ်3 3လဲကျွန်တော်ဒီမှာခဏန်းဒီခဏန်း3လုံးပေါင်းရတယ်ကျွန်တော်တို့က ဘာဖြစ်လဲဆိုတော့လီကိုကိုလေးပဲဖြစ်တယ်ဗောနော်လီကိုကိုလေးဟုတ်ပြီနော်လီကိုကိုလေးဒီကနန်းဗောနော်ဒီမှာဒီလိုဒီလိုပေါင်းတာဗောနော်နောက်တစ်ခါကျတော့ဒီမှာ3ဒီ3နဲ့ကျွန်တော်ဒီကနန်း3ဘောင်းဒီ1နဲ့ဒီ3ဘောင်း1နဲ့ဒီ3နဲ့ပေါင်းရင်လည်းကျွန်တော်လီကိုကိုလေးပဲဖြစ်တယ်ဗောနော်လီကိုကိုလေးဟုတ်ပြီနော်နောက်တစ်ခါကျတော့ဒီမှာဒီ3ညာရှိရဲ3ညာနဲ့ကျွန်တော်ဒီမှာဒီကနန်း3ဘောင်း လေးနဲ့ပေါင်ရင်ကျွန်တော်လေးကိုကိုလေးပဲဖြစ်တယ်ပေါ့နော်လေးကိုကိုလေးဟုတ်ပြီနော်လေးကိုကိုလေးမတက်နေပဲဆက်သွားတယ်ပေါ့နော်ကျွန်တော်ဒီဒီကနေစတာပေါ့နော်ဒီမှာဒီမှာကျွန်တော်ဒီမှာတက်လဲတက်ကိုလဲလေးကိုကိုလေးဒီရှင်းနောက်ပိတ်ကိုလဲလေးကိုကိုလေးပေါ့နော်ကျွန်တော်ဒီမှာဒီငါနောက်ပိတ်ကိုလဲကျွန်တော်လေးကိုကိုလေးနဲ့ပဲသွားပေးသွားတယ်ပေါ့နော်ကျွန်တော်ဒီမှာ၃ညရှိတယ်ဒီ၃ညနဲ့ကျွန်တော်ကဒီခဏ၃လုံးပေါင်းကျွန်တော်ကဒီ၄နဲ့ဆိုရင်လဲလေးကိုကိုလေးနဲ့ပေးသွားတယ်ပေါ့နော် ဒါဆိုရင်ကျွန်တော်၄ခု၉လေးပဲဆက်ပြီးတော့ပြီးသွားတယ်ပေါ့နော်ဟုတ်ပြီနော်နောက်တစ်ခါကျွန်တော်ဆက်ကြည့်အောင်ခုပြင်ပေါ့နော်ကျွန်တော်ဒီမှာဒါပြီးတတ်တယ်ကျွန်တော်ဒီဘတစ်ရှိတယ်တင်းနဲ့ကျွန်တော်ကဒီမှာအပေါ်ကပုံစံတိုင်းပဲတစ်ရှင်း၅ပေါ့နော်တစ်ရှင်းတစ်ရှင်း၅ကျွန်တော်ဒီမှာတစ်ရှင်း၅ဆိုရင်ဒါဆိုကျွန်တော်၄ပေါ့နော်၄ဆိုရင်ကျွန်တော်ဒီမှာတုံညာ၅၅တုံညာဖြစ်မှာလားဒါကျွန်တော်ကထဲမှာသာကျွန်တော်၄ကို၉လေးဖြစ်မှာပေါ့နော်ဟုတ်ပြီနော်ဒါဆိုရင်တုံညာ၅၅တုံညာ နောက်ပိတ်ဖြစ်သွားမှာပေါ့နော်ဒါဆိုရင်ကျွန်တော်ကဒီထက်စီရလဲကျွန်တော်3953ညနောက်ပိတ်ကလည်း3953ညပေါ့နော်နောက်ဆိုကျွန်ညီကောင်တော်ကဒီနဲ့ဒါပကနန်းကင်မယ်ဆိုရင်3953ညကိုကင်သင့်တယ်ပေါ့နော်ဒီလိုလေးအတွက်ပြီးတော့ကစားလို့ရတယ်ပေါ့နော်ဒါလေးကြီးရှိမယ်ဟုတ်ပြီနော်နောက်ကကြောဒီမှာဘာလေးပြချင်တယ်တော့ဒီမှာပဲပြလိုက်မယ်ဒီမှာပဲကျွန်တော်ထက်စီလေးရ တက်စီလေးကသူကတော့တပင်ကျော်လေးပေါ့နော်ဒီတပင်ကျော်လေးမှာကျွန်တော်ဒီမှာဒီထိတ်စီပေါ့နော်ဒီထိတ်စီကျွန်တော်ဒီမှာဒီထိတ်စီပေါ့နော်ဒီထိတ်စီစီမယ်ဒီထိတ်စီလေးတွေကသူကပါဝါတစုံနဲ့သူကကစားလာတယ်ကျွန်တော်ဒီပါလေးဒီဒီရှစ်ပေါ့နော်ဒီရှစ်ဒီရှစ်နဲ့ကျွန်တော်ဒီခွန်နဲ့ဆိုရင်3ညာ5 3ညာပဲဖြစ်တယ်ပေါ့နော်3ညာ5 3ညာဟုတ်ပြီနော်နောက်တစ်ခါကျွန်တော်ဒီမှာဒီနှလုံးကိုသူက ခွန်ခွန်နဲ့ကျတော့ဒီ3နဲ့ပေါင်ရင်လည်း3ည993ညပဲဖြစ်တယ်ပေါ့နော်3ည993ညဟုတ်ပြီနော်နောက်တစ်ခါကျတော့ဒီမှာဒီနှလုံးကို10ပေါ့နော်ဒီ10ဒီ10နဲ့ကျတော့က2009နဲ့ထဲထဲမှာ3ည993ညဖြစ်တယ်ပေါ့နော်ဒါဆိုရင်နှစ်ထိပ်လေးပြီးသွားတယ်နောက်တစ်ပိတ်မှာကျွန်တော်ဒီမှာဒီနှလုံးကို9ပေါ့နော် sorry 1 1နဲ့ကျွန်တော်တို့ကဒီမှာဒီမှာ4 6လေးထဲမှာ3993ညဖြစ်တယ်ပေါ့နော် ဟုတ်နော်3953ဖြစ်မှာဟုတ်ပြီနော်နောက်တစ်ခါကျွန်တော်ဒီပင်မှာအခုပင်ရောက်တဲ့ပင်ဟာကျွန်တော်ဒီမှာပေါ့နော်ဒီနှလုံးကကျွန်တော်က6ရှိတယ်6နဲ့ကျွန်တော်ကဒီမှာဒီထိနေပေါ့ရင်3953ဖြစ်ရမှာပေါ့နော်3953ဖြစ်ရမှာဆိုရင်ဒါဆိုကျွန်တော်တို့ကဒီမှာ6ရှိရဆိုဒါဆိုကျွန်တော်4 9လေးထိဖြစ်သွားမှာပေါ့နော် လေးကိုကိုလေးထိတ်ပေါ့နော်လေးကိုကိုလေးထိတ်ဟုတ်ပြီနော်ဒါကကျန်နေတဲ့တဲ့ညီကိုမောင်တော်ရဲ့နက်ကစားပေါ့နော်လေးကိုကိုလေးထိတ်နေတုံညာငါးငါးတုံညာနောက်ပိတ်လေးရှိရဲ့ဟုတ်ပြီနော်နောက်တစ်ခါကျွန်တော်ဒီမှာနောက်ပိတ်လေးတလုံးသွားပြီးကြည့်အောင်ခဏကရိုင်းတော့မများပါဘူးနော်ကျွန်တော်ပါဝါလုံးစုံရဲ့နောက်ပိတ်လေးတလုံးပေါ့နော်နောက်ပိတ်လေးတလုံးကတော်တော်လာဒါလေးရလွတ်တော်မှာဆိုလို့ပေါ့နော်ဒီမှာဒီမှာဒီဒီ ဒီငါရဲ့ဒီတေဘောနော်ဒီတေရဲ့ကျော်ဒီမာဒီစီရဲ့ကျွန်ဒီငါလေးပြီးသွားတာဘောနော်ဒါလေးရဲ့လိုအမှန်ကန်လိုင်းလေးဘောနော်ကျောင်းဒီမှာကြည့်ရအောင်နော်ဒီကျောင်းဒီသုံးလုံးကိုကျွန်တော်ကဒီသုံးလုံးကျွန်တော်ငါလို့ဖြစ်တယ်ဗောနော်ငါဟုတ်ပြီနော်ငါဟော နောက်တစ်ခါကျတော့ဒီသုံးလုံးပေါင်းကျတော့ငါးလုံးပဲဖြစ်တယ်ပေါ့နော်ငါးဟောနောက်ငါးလုံးပဲဖြစ်တယ်ဟုတ်ပြီနော်နောက်တစ်ခါကျတော့ဘာဖြစ်ဒီမှာကျွန်တော်ရှစ်လို့ဖြစ်သွားပေါ့နော်ရှစ်ရှစ်ပေါ့နော်ရှစ်ဟုတ်နော်ဒါလေးကျတော့ဘာဘလိုလေးဖြစ်သွားမလဲဆိုတော့ဒါဆိုကြည့်သွားပြီပေါ့နော်ဒါဒီသုံးလုံးရှစ်လို့ပဲဖြစ်တယ်ပေါ့နော်ငါးငါးရှစ်ရှစ်ပေါ့နော်ငါးငါးရှစ်ရှစ်ကျတော့ဒီမှာဘာဖြစ်မလဲပေါ့နော်ဒီမှာဘာကနန်လေးထည့်ပလဲဟုတ်ပြီနော် ဒါဆိုရင်ကျွန်တော်ဒီမှာဘလိုလေးဖြစ်သွားလဲဆိုတော့ဒီမှာဒီကနန်းဒီဒီသုံးလုံးပေါ့ကျွန်တော်ငါးပေါ့နော်ဒီငါးဒီငါးကိုလည်းကျွန်တော်ဒီနောက်ပေါင်းသုံးလေးနဲ့စစ်ပေါင်းလို့ရှိရင်ကျွန်တော်က၈လို့ပဲဖြစ်တယ်ပေါ့နော်ဟုတ်ပြီနော်ကြော်ဒီမှာဒီငါဒီသုံးလုံးပေါင်းငါငါကိုလေဒီနောက်သုံးလေးနဲ့ဆက်ပြီးတော့ပေါင်းမယ်ဆိုရင်လည်းရှစ်လိုပဲဖြစ်တယ်ပေါ့နော်နောက်တစ်ခါကြော်ဒီသုံးလုံးပေါင်းကျွန်တော်ရှစ်ရှစ်ကိုလည်းကျွန်တော်ဒီမှာဒီနောက် ပိတ်တုံညာလေးနဲ့ပေါင်ရင်လည်းကျွန်တော်ကရှင်းလို့ပဲဖြစ်တယ်ဗောနော်ဟုတ်ပြီเนาะနောက်တစ်ခါကျတော့ဒီမှာဒီသုံးလုံးမှာကျွန်တော်ရှင်းရှင်းကိုလည်းဒီနောက်ပိတ်တုံညာလေးနဲ့ပေါင်ရင်လည်းသိကြတယ်ကျွန်တော်ရှင်းပဲဖြစ်တယ်ဗောနော်ဟုတ်ပြီเนาะအဲ့ဆိုရင်ကုပင်မှာဗောနော်ကုပင်အတွက်ကိုကျွန်တော်ဒီမှာဒီသုံးလုံးပေါင်းဘာဖြစ်မလဲကျွန်တော်ဒီမှာတစ်ရှိရဲ့နောက်ပိတ်တစ်ကျွန်တော်လိုချင်တဲ့မတက်ကရှစ်ရှစ်ဆိုတာဆိုကျွန်တော်ကခွန်ထဲမှာကျွန်တော် ခွန်ထည့်ပေါင်းမှာကျွန်တော်ရှစ်လို့ဖြစ်တော့မှာပေါ့နော်ဒီတင်နောက်ပိတ်လေးကိုဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ဒီသုံးလုံးပေါင်းကျွန်တော်ကခွန်ဖြစ်ရတော့မှာပေါ့နော်ခွန်ဖြစ်ရတော့မှာဆိုတော့ဒီမှာ6ရှိရတွဲကျွန်တော်ကဒါဆိုရင်8 8နောက်ပိတ်ဒီထဲမှာ8နောက်ပိတ်ထဲမှာကျွန်တော်တို့ကခွန်ဖြစ်ရတော့မှာပေါ့နော်ခွန်ဟုတ်ပြီနော်ဒါဆိုရင်ဒီသုံးလုံးပေါင်းခွန်ထဲမှာကျွန်တော်တို့ကခွန်နဲ့8နောက်ပိတ်နဲ့ပေါင်းမှာကျွန်တော်8လို့ဖြစ်တော့မှာပေါ့နော် ဟုတ်ပြီနော်ဒါလေးရှိမယ်ဒါဆိုရင်ကျွန်တော်တို့ခဏလေးစီကြည့်အောင်နော်ကျွန်တော်ဒီမှာထိတ်စီရထိတ်စီကကျွန်တော်တို့ညာကိုအော် sorry ညာထိတ်ကထိတ်ကကျွန်တော်ကညာ9ရယ်ညာ9ရယ်49ရယ်ပေါ့နော်49ရယ်49ရယ်ဆို39 49ရယ်ပေါ့နော်။နောက်နောက်ပိတ်ကအပိတ်ကကြတော့အပိတ်ကကြတော့ကျွန်တော်35ပဲနော်35ရယ် ရှင်းနောက်ပိတ်ရေပေါ့နော်ရှင်းနောက်ပိတ်3ညရဲ့9ရဲ့ရှိရေပေါ့နော်ဒီကဏ္ဍလေးရှိမယ်ဒီမှာကျွန်တော်ကဏ္ဍစီမယ်ဆိုရင်3ည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 9ပေါ့နော်3ည9 3ည8ပေါ့နော်3ည8ရှိမယ်ဒီလိုလေး9 3ည8ရှိမယ်9 9ရှိမယ်ပေါ့နော်9 9ရှိမယ်9 8ပေါ့နော်9 8ရှိမယ်ဟုတ်ပြီနော်နောက်တစ်ခါကျွန်တော်ဒီမှာအာပါစီယုံနဲ့၄ ၄၃၄၅ပေါ့နော်၄၅ရှိမယ်၄၈ရှိပဲပေါ့နော်၄၈နောက်တစ်ခါကျွန်တော်၉၃၅ပေါ့နော်၉၃၅၉၅၉၈ပေါ့နော်ဒီကနန်းလေးပဲရှိမယ်၉ရှိပေါ့နော်ဟုတ်ပြီနော်ကနန်းလေးအရင်မများဘူးပေါ့နော်ဒါလေးကိုကျောင်းကြီးကမောင်မနေနဲ့အရင်နေနဲ့ကစားမယ်ဆိုရင်ကစားပေါ့နော်နည်းနည်းဒါကတော့အပြန့်လန့်နေနေတော့ 150 250ဒီလိုလေးတော့ကစားသင့်တယ်ပေါ့နော်ဒါလေးကစားမစင်းနဲ့ကစားဟုတ်ဟုတ်ပြီနော်မိမိတို့ရတဲ့ကနန်းလေးအပိတ်လေးထိတ်လေးပရိတ်လေးရမယ်ဆိုရင်ဒီကကျွန်တော်ပြလိုက်တဲ့ကနန်းလေးနဲ့တွဲကစားမစင်းနဲ့ကစားပေါ့နော်ဘလို့ပဲဖြစ်ဖြစ်ဒါအောင်မြင်မှုအရေးကြီးရေပေါ့နော်ကဲဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်ရဲ့ video final တိလောက်ပါမယ်နော်ကျွန်တော်ကုမနဲ့မှာဒါကျွန်တော်ဒီ 3D data တင်ပြထားတာရှိရေပေါ့နော်ကျွန်ချင်းကမောင်မအနေနဲ့ ဒါကြည့်ရှုလို့ရှားပြီပေါ့နော်3 ਟੀ လေးကိုကျွန်တော်တင်ပြထားပါတယ်နော်ကျွမ်းကြီးကမောင်းမိုင်းနည်းဝင်ပြီးတော့အပြင်းပြင်းကြည့်မယ်ဆိုရင်ကြည့်လို့ရအောင်ကျွန်တော်တင်ပြထားပါတယ်နော်ကဲကျွန်တော်ပူရပါနဲ့ဒီလောက်ပါမယ်နော်ကျွန်တော်ရဲ့ channel လေးကိုအမြဲတမ်းချစ်ခင်စွာနဲ့စင်စဲမပြတ်ကြည့်ရှုအပင်းနေကြကျွမ်းကြီးကမောင်းမိုင်းများအားလုံးကျေးဇူးတင်ပါတယ်နော်အားလုံးပဲကြာမှာကြာပါစေချမ်းသာကြပါစေနော်အားလုံးပဲအဆင်ပြေကြပါစေနော်